မြန်မာနိုင်ငံအနေနဲ့အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်ဟာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်ခြင်းကြောင့် အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအနေနဲ့အမေနိုင်ငံကို ပြန်လာလို့ရကလက်ရှိချိန်မှာရွေးကောက်ပွဲကြီးကျင်းပတော့မှာလည်းဖြစ်တာကြောင့်ရွေးကောက်ပွဲမှာမဲပေးကခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့လက်ကမ်းချိုးဆိုပါတယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါရယ်ဒါအပြင်2021ခုနှစ်ဧပြီလ2ရက်ကပင်အကြောင်းအမျိုးမျိုးကြောင့်နေရဒေတာအသီးသီးကို ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီကတရားဝင် ကြေညာချက်ထုတ်ပြီးဖိတ်ခေါ်ခဲ့တယ်လို့လဲဆိုပါရယ်အမေရိကန်နိုင်ငံအစိုးရကမြန်မာနိုင်ငံသားတွေကိုပေးထားတဲ့ temporary protected status TPS ကိုရပ်ဆိုင်းခြင်းမှာမြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်လာခြင်းကြောင့်ဖြစ်တယ်လို့လည်းသူကဆိုပါတယ်။အရေးပေါ်အခြေအနေက ရုတ်သိမ်းပေးခဲ့မှုရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေမှုနဲ့တိုင်းပြည်ရဲ့အခြေအနေ တိုးတက်လာတာကြောင့်မြန်မာနိုင်ငံသားတွေပြည်တော်ပြန်နိုင်ဖို့ယာယီနေထိုင်ခွင့်ပေးထားတာကိုရုတ်သိမ်းတော့မယ်လို့အမေရိကန်အစိုးရကနိုဝင်ဘာလ24ရက်နေ့မှာကြေညာလာပြီးနောက်စစ်ကောင်စီကအခုလိုပြောကြားလာတာဖြစ်ပါတယ်။လူ့အခွင့်အရေးဖွဲ့စည်းတွေကတော့ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုတွေကထင်သာမြင်သာတိုးတက်လာနေပြီလို့အကြောင်းပြချက်ပေးပြီးမြန်မာနိုင်ငံသားတွေအပေါ်အကာအကွယ်ပေးထားတဲ့သတ်မှတ်ချက်တစ်ခုကို ရုတ်သိမ်းခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်ပြစ်တင်နေကြပါတယ်အထူးသဖြင့်အတိုက်ခံအင်အားစုတွေအားလုံးကိုဖမ်းဆီးဖိနှိပ်ထားပြီးတစ်ဖက်သက်ချဲလဲကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာက အတူရောင်တစ်ခုလိုကန့်ကွက်နေချိန်မှာအမေရိကန်က TPS ရုပ်သိမ်းဂျင်ဒါတစ်ခုတည်းအတွက်လွတ်လပ်ပြီးတရားမျှတတယ်လို့သဘောထားမှတ်ချက်ပေးထားခြင်းကစိုးရိမ်စရာတွေဖြစ်လာစေပါတယ်ဂရန်နီဘီနဲ့လိုက်ကော်မျိုးအကျဉ်းတောင်မှာစစ်ကောင်စီကရွေးကောက်ပွဲကြိုတင်မဲ့ပေးဖို့အတင်းအကျပ်လှုံ့ဆော်နေတယ်လို့ ဂရင်းနီနိုင်ငံရဲ့အကျဉ်းသားများအစည်းအရုံး KPPA ကနိုဝင်ဘာလ25ရက်နေ့ကထုတ်ပြန်ပါတယ်။ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာဥပဒေအရမဲပေးပိုင်ခွင့်မရှိတဲ့သူစီရင်ထဲမှာထောင်ချခံရသူတွေပါဝင်ပေမဲ့အကျဉ်းချခံရသူတွေကိုအတင်းအကျပ်မဲပေးခိုင်းတာကစစ်ကောင်စီဟာရွေးကောက်ပွဲဥပဒေကိုကျူးလွန်နေတာဖြစ်တယ်လို့ KPPA ကအသိပေးထားပါတယ်။ဒါ့အပြင်တရားမျှတစွာမဲပေးပိုင်ခွင့်ဖြစ်တဲ့နိုင်ငံသားအခွင့်အရေးကိုစော်ကားတာအပြင် မဲမတမာမှုကိုပါကြံစည်နေတာဖြစ်တယ်လို့ KPPA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်အချင်းကြသူတွေဟာရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာဥပဒေအရမဲပေးပိုင်ခွင့်မရှိပေမဲ့စစ်ကောင်စီတပ်က2025ခုနှစ်စက်တင်ဘာလကတည်းကအချုပ်သူအချုပ်သားတွေအချင်းသူအချင်းသားတွေကိုကြိုတင်မဲတွေအတင်းအကျပ်ထဲခိုင်းနေတာဖြစ်တယ်လို့သိရပါရယ်စစ်ကောင်စီတပ်ကဒီဇင်ဘာလထဲမှာရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး အကျဉ်းချခံရသူတွေကိုပါမဲမထက်မနေရပြုလုပ်နေတာလည်းဖြစ်ပါတယ်။အကျဉ်းသားတွေရဲ့ကြိုတင်မဲတွေကိုအသုံးပြုပြီးမဲမတမာမှုကိုပြုလုပ်ဖို့ကြံစီနေတာဖြစ်လို့စစ်ကောင်စီ ပြုလုပ်မဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဖို့ KPPA ကတိုက်တွန်းထားပါတယ်။စစ်ကောင်စီကဂရနီပြည်နယ်၊မဲဆဲဖားဆောင်နဲ့ရှားတော်မြို့နယ်ကလွှဲရင် ကျန်တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်ဖို့ကြေညာထားပါတယ်။အနာသိန်းစစ်တကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူအယောင်ရွေးကောက်ပွဲဖြစ်လို့အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်းတွန်လင်းရင်အားစုတွေနဲ့ဂရင်းနီပြည်အင်အားစုတွေကတုံ့ပြန်ထားပါတယ်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်တွန်းက အမေရိကန်ကို ဝင်လာခဲ့တဲ့ဒုက္ခသည်တွေကို အခုလက်ရှိထရန့်အစိုးရအဖွဲ့ကပြန်ပြီးတွစ်ဆုံမေးမြန်းဖို့နဲ့ပြန်စစ်ဆေးဖို့ညွှန်ကြားထားတယ်လို့သိရှိရပါတယ်။ဘိုင်ဒန်အစိုးရဟာအမေရိကန်ကို ဝင်လာသမျှလူတွေကို တေချာမစစ်ဆေးပဲနိုင်ငံတည်းပေးဝင်ခဲ့တယ်လို့ထရန့်အစိုးရဖွဲ့ကတာဝန်ရှိသူတွေကဆိုကြပါဗျ။ဒါကြောင့်အခုထရန့်အစိုးရလက်ထက်မှာဒုက္ခသည်အသည့်လက်ခံတာတွေကိုရပ်ဆိုင်းထားလိုက်ပြီဖြစ်ပါတယ်။ဒါပေမဲ့ချင်းချက်အနေနဲ့တောင်အာဖရိကကလူဖြူတွေကိုတော့လက်ခံနေဦးမယ်လို့ဆိုပါတယ်။ဘိုင်ဒန်အုပ်ချုပ်မှုကာလအတွင်းအရေးသွင်းတဲ့စီစဉ်မှုထက် မြန်ဆန်မှုနဲ့အရေးအတွက်ကိုသာဦးစားပေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ဘိုင်ဒန်အဆိုအရဟာ2021ခုနှစ်အောက်တိုဘာလကနေ2024ခုနှစ်စက်တင်ဘာလအထိဒုက္ခသည်စုစုပေါင်း38,5640ကိုလက်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကဒုက္ခသည်ဝင်ရောက်မှု3000ကျော်ရှိခဲ့ပြီး အများဆုံးမှာကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအာဖဂန်နစ္စတန် ဗင်နီဇွဲလားနဲ့ဆီးရီးယားတို့မှဖြစ်ကြပါတယ်။ဒါကြောင့်2021ခုနှစ်ဇန်နဝါရီလ20ရက်မှ2025ခုနှစ်ဖေဖော်ဝါရီလ20ရက်အတွင်းလက်ခံခဲ့တဲ့ဒုက္ခသည်များအားလုံးကိုပြည်စုံနဲ့ပြန်လည်သုံးသပ်မှုနဲ့အတူအင်တာဗျူးတွေပြန်လည်ပြုလုပ်သွားဖို့လိုအပ်တယ်လို့ထရန့်အစိုးရဖွဲ့ကတာဝန်ရှိသူတွေကဆိုကြပါတယ်။ဒါအပြင်ဖော်ပြထားတဲ့ကာလအတွင်းအမေရိကန်ကို ရောက်ရှိလာတဲ့ဒုက္ခသည်တွေအတွက် အမြဲတမ်းနေထိုင်ခွင့်ကတ် Green Card ခွင့်ပြုချက်များကိုလည်းချက်ချင်းရပ်ဆိုင်ထားကြောင်းဖော်ပြထားပါတယ်။ Green Card ရရှိထားသူတွေကိုပင်အင်တာဗျူးတွေပြန်လည်ပြုလုပ်မယ်လို့ဆိုထားပါတယ်။အခုပြန်လုပ်မဲ့စစ်ဆေးမှုတွေတွေးဆမေးမြန်းမှုတွေဟာသူတို့ဝင်လာတုန်းကသတ်မှတ်ချက်တွေနဲ့ကန့်ညီမှုရှိမရှိပြန်ဆင်မှာဖြစ်ပြီးလိုအပ်ပါကဒုက္ခတဲ့အဖြစ်ကိုပါဖြတ်သိမ်းခွင့်ရှိပြီးအယူခံဝင်ခွင့်လည်းမရှိဘူးလို့ဆိုထားပါဗျ။ဒါအပြင် အမေရိကန်ပြည်ထောင်စုမှရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်ယာယီနေထိုင်ခိုလုံခွင့် TPS ကိုအဆုံးသတ်တော်မယ်လို့တာဝန်ရှိသူတွေက အတည်ပြုပြောကြားထားပါတယ်။နိုင်ငံသားရေးဝန်ကြီးဌာနကတော့မြန်မာနိုင်ငံမှာပြည်တွင်းမငြိမ်မသက်မှုလက်နက်ကင်ပရိပခါနဲ့အခြားအခြေအနေတွေကြောင့်အမေရိကန်နိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုမသွားကြဖို့ညွှန်ကြားထားဆဲဖြစ်ပါတယ်။နိုဝင်ဘာလ22ရက်ရက်စွဲနဲ့ထွက်လာတဲ့ ရုံတွင်မှတ်တမ်းအရာအမေရိကန်ပြည်ထောင်စုလဝကကဒီစစ်ဆေးမှုတွေကိုဥဆောင်လုပ်မှဖြစ်ပြီးအမျိုးသားလုံခြုံရေးကိုချိန်ချောက်မှုမရှိစေခြင်းလို့ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ဆိုထားပါတယ်ကင်းပြည်နယ်မြောက်ဝတီမြို့နယ်ဖလူးမစ်လက်ပန်ဒေတာကအွန်လိုင်းငွေလိမ်ကြားဖြတ်လုပ်ငန်းအဆောက်အုံတွေကိုကင်းမျိုးသားစီယုံ KNU ကထိန်းချုပ်လိုက်ပြီးအဆောက်အုံတွင်ပိတ်မိနေတဲ့နိုင်ငံအများအပြားကနိုင်ငံသားတွေအတော့ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့်နိုင်ငံတကာကမြန်မြန်လာရောက်လေ့လာကြဖို့ KNU ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ21ရက်ကမင်းလက်ပန်ဒေတာအနီးမှာတိုက်ပွဲဖြစ်ပွားပြီး KNU တပ်ဖွဲ့တွေက DKVA တပ်ဖွဲ့တွေတက်ဆွဲထားတဲ့နေရာကိုရှင်းလင်းခဲ့ရမှာနိုင်ငံပေါင်းစုံကထောင်ချီတဲ့လူတွေကိုဂိတ်ထက်ထက်ပိတ်ခါအွန်လိုင်းငွေလင်းလုပ်ငန်းဆောင်ရွက်နေတဲ့ခြံဝင်းဖြစ်နေတာကိုတွေ့ရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ KNU ကိုစန့်ကျင်တိုက်ခိုက်ခဲ့တဲ့ DKBA တပ်ဖွဲ့တွေတက်ဆွဲတဲ့နေရာကိုရှင်းလင်းရမှာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး230ဦးလက်နက်ချခဲ့ပြီးသူတို့အခြေချစခန်းကိုသိမ်းပိုင်နိုင်ခဲ့ရာငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာခြံဝင်းကိုဖမ်းမိခဲ့တာဖြစ်တယ်လို့ဆိုပါရယ်အဲ့ဒီခြံဝင်းတွေမှာကွန်ပျူတာတွေ IT ပစ္စည်းတွေနဲ့အတူ online လိမ်လည်လုပ်ငန်းလှုပ်ဆောင်သူတွေနဲ့ပြည်နေတဲ့လေးတက်တိုက်အဆောက်အုံနှလုံးစေယုံတယုံနဲ့လူနေရင်အဆောက်အုံတွေပါဝင် ကွန်ကရစ်အဆောက်အုံ20ခန့်ကိုရှာဖွေ တွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။ကြားဖြတ်လို့သူအချို့ကလူအသက်သေးစေနိုင်တဲ့လက်နက်တွေကိုကင်ဆောင်ထားတာကို တွေ့ရှိရတဲ့အတွက် KNU ရဲ့အရက်ဖတ်အကဲဖြတ်အဖွဲ့ဝင်တွေနဲ့ကြားဖြတ်လုပ်ငန်းကတခြားဝန်ထမ်းတွေကိုအသက်အန္တရာယ်ပြုမှာကိုလည်းထိတ်လန့်ပွဲ တွေ့ရှိရတယ်လို့အသိပေးထားပါဗျ။နိုဝင်ဘာလ23ရက်နေ့မှာခြံဝင်းအတွင်းကိုဝင်ရောက်ဆက်စေးမှုပြုလုပ်ရမှာ Ethiopia, Rwanda, Egypt, Thailand, Laos, Philippines, တရုတ်နဲ့ Malaysia စတဲ့နိုင်ငံပေါင်း၈နိုင်ငံကလူဦးရေ396ဦးကိုဖော်ထုတ်နိုင်ခဲ့ပြီးသူတို့အနက်ထိုင်းနိုင်ငံသား28ယောက်ကိုတော့ထိုင်းဥပဒေအရအရေးယူဆောင်ရွက်မှုလုပ်ဆောင်နိုင်ဖို့အတွက်ထိုင်းအာဏာပိုင်တွေထံလွှဲပြောင်းခဲ့တယ်လို့ KNU ကပြောပါရယ်မြလပန်ဒေတာအနီတဝိုင်းမှာစစ်ကောင်စီကဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဖြစ်နေတာကြောင့်အခြေအနေဟာမြန်မြန်ပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နဲ့အဆောက်အုံထဲမှာပိတ်မိနေတဲ့နိုင်ငံအများအပြားကနိုင်ငံသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရတာဟာအချိန်နဲ့မျှတိုးလာနေတာကြောင့်ကြီးမားတဲ့ online ငွေလိမ့်လည်မှုလုပ်ငန်းကိုထိရောက်အောင်မြင်စွာကင်တွယ်ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံတကာကမြန်ဆန်စွာပူးပေါင်းဆောင်ရွက်ပေးဖို့ KNU ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ထိုင်းမလေးရှားနယ်စပ်ကဆုံခလာခရိုင်ပောင်းဝင်ထိုင်းတောင်ပိုင်းဒေသတွေမှာနှစ်300အတွင်းမိုးရိပ်ချိန်အများဆုံးဖြစ်တာကြောင့်အဆိုးရွားဆုံးရေကြီးမှုကြုံနေရကား အထက်မြင့်အိမ်တွေနင်းမြုပ်တဲ့အထိစိုးဝါးတဲ့ရေပေးကြောင်းတည်ဆုံးသူ18ဦးထိရှိလာပြီလို့ထိုင်းအာနာပိုင်တွေကထုတ်ပြန်ပါတယ်။ထိုင်းတောင်ပိုင်းမှာရှိတဲ့ခရိုင်၁၀ခုမှာမိုးတဲထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေရှမ်းမှုဖြစ်ပွားနေပြီးနိုဝင်ဘာလ25ရက်နေ့အထိ လူပေါင်းနှစ်သက်သက်မှတသန်းကျော်ရေဘေးတင်ခဲ့ကမြန်မာနိုင်ငံသားအများအပြားလည်းရေဘေးတန်တင်နေတယ်လို့သိရပါဗျ။ရေဘေးကြုံရတဲ့ခရိုင်၉ခုထဲက၅ခုမှာလူသေဆုံးမှုတွေရှိလာပြီးတော့ လက်ရှိမှာစုံကလာခရိုင်ဟာရေဘေးဒဏ်ခံရမှုအများဆုံးဖြစ်ပြီးစုံကလာခရိုင်မှာရှိတဲ့ဟတ်ရိုင်မျိုးမှာတစ်မျိုးလုံးနီးပါးရေနစ်မြုပ်နေတာလည်းဖြစ်ပါတယ်။ဟတ်ရိုင်တွေကဆက်ယုံအလုံယုံနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နေကြတဲ့မြန်မာအလုပ်သမားတွေလည်းရေဘေးကြုံနေကြရတာဖြစ်ပါတယ်။အင်တာနက်နဲ့ဖုန်းလိုင်းအခက်အခဲရှိပြီးတော့တောက်သုံးရေလည်းအခက်ကြုံနေရတယ်လို့အလုပ်သမားတချို့ကပြောပါတယ်။ရေဘေးသင့်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် လေရင်တင်သင်းမောဆေလွတ်ပေးဖို့ထိုင်းရေတက်ကစီစဉ်နေပါတယ်။ရေပေးတဲ့ဒေသတွေအတွက်လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေဝန်ထမ်းတွေပါရှိမဲ့လေဆက်နှစည်းပါ ရေရင်အုပ်စုကိုဆေလွတ်ပေးမယ်လို့ထိုင်းရေတက်ကနိုဝင်ဘာလ25ရက်နေ့မှာကြေညာခဲ့ပါတယ်။အဲ့ဒီလေရင်တင်သင်းမောမှာရဟတ်ရင်တွေဆရာဝန်တွေအပြင် နေ့စဉ်လူပေါင်း3000ကျော်အတွက်အစားအစာချက်ပြုတ်ကျွေးမွေးနိုင်မယ်။ရွေးလျောင်းမိဖို့တွေကိုပါတင်ဆောင်သွားမယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီလေရင်တင်သင်းမောဟာ ရေဘေးသင့်ပြည်သူတွေကိုကူညီပေးမယ်ရေပေါ်ဆေးရုံအနေနဲ့လည်းအသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်မိုးလေဝသအေဂျင်စီကတော့မိုးသည်ထန်စွာရွာသွန်းမှုတွေနဲ့ရေကြီးရေရှမ်းမှုတွေဇက်တိုက်ဖြစ်ပွားနိုင်တယ်လို့ခန့်မှန်းထားပြီးတော့ပင်လယ်ပြင်မှာလိုင်းအမြင်3မီတာအထက်ရှိနိုင်တာကြောင့်လှေနဲ့ဆက်လေတွေကန့်ကပ်ဖို့တတိပေးထားပါတယ်ရာဘာထုတ်လို့ရေးနဲ့ကုံသွေးရေဗဟုချက်ဖြစ်တဲ့ဟန်ယိုင်မြို့ဟာ ထိုင်းနိုင်ငံရဲ့ပြင်စမမြောက်အကြီးဆုံးမြို့ဖြစ်ပြီးလက်ရှိအခြေအနေတွေကြောင့် ရာဘာဈေးကွက်အပေါ်ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့လည်းလေ့လာသူတွေကသုံးသပ်ထားပါတယ်။